အားလုံးမင်္ဂလာပါခင်ဗျာကာစီနို YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ Internet Story နဲ့ပြီးဘာအပ်ပြီးရထက်တဲ့ Story ပြည်နေတဲ့ပြဿနာကိုကြုံနေကြတဲ့ကိုလူတွေအတွက် SD ကတကက်ကိုအသုံးပြုပြီးကိုဖုန်းရဲ့ Internet Story အဖြစ်ပေါင်းသုံးလို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါရစေ။အခုလိုအနေနဲ့ပုံမှန်အတိုင်းလေးပဲဖုန်းထဲကို SD ကထည့်ပြီးအသုံးပြုမယ်ဆိုလို့ရှိရင်ဓာတ်ပုံနဲ့ Video File တွေတင်ယူလောက်အတွက်ပဲအသုံးပြုလို့ရမှာဖြစ်ပါရစေ။ဒါပေမဲ့အခုနည်းလမ်းလေးအတိုင်းအသုံးပြုမယ်ဆိုလို့ရှိရင်တော့ကိုဖုန်းမှာပါပြီးသား Story နဲ့ SD ကနဲ့ပေါင်းသွားပြီးကတ်ထက်မှာဓာတ်ပုံ Video File တွေအတွက်ပြင် App တွေ Data File တွေအားလုံးအတွက် Internet Story အဖြစ်အသုံးပြုလို့ရသွားမှာဖြစ် ဖြစ်ပါရခင်ဗျာကိုယ့်လူအနေနဲ့ဒီနီလန်းလေးကိုလိုက်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့အချိကတကရဲ့ဒီအပြာရောင်ဖိုင် app တခုရဲ့လိုအပ်မှာဖြစ်ပါတယ်ဒီလိုအပ်တဲ့ app ကိုတော့ကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Telegram channel ကိုလည်း Telegram search bar မှာ KAZENOYD ဆိုပြီးတော့အပြာတခုရိုက်ရှာလိုက်လို့ရပါတယ်ခင်ဗျာ Okay ဒီမှာကျွန်တော်အသုံးပြပြပေးမယ် device လေးကတော့ Redmi 7A ဖြစ်ပြီးဒီကောင်လေးရဲ့ internet storage က 32GB ပါဒီကောင်လေးရဲ့ storage ကလည်းပြည့်ကန်နေနေပြီပေါ့နော်အဲကျွန်တော် SD card ကိုလည်း 32GB ထည့်ထားပါတယ်ကိုယ့်လိုအနေနဲ့ Redmi ဖုန်းမှာမဟုတ်ဘူး SD card ထည့်လို့ရတဲ့ဘယ်ဖုန်းမှာမဆိုလို့လို့ရပါတယ် yin song ကိုလိုနေနဲ့ကိုလိုရဲ့ဖုန်းနဲ့ကို SD card ရ ယ်ကျွန်တော်တင်ပေးထားတဲ့ဒီ file အပြာရောင်လေးကိုထည့်ထားလိုက်ပါတော့ Okay ပြီးသွားရင်တော့ file အပြာရောင်လေးတွေကိုဝင်လိုက်ပါမယ်ပြီးရင် downer ကပြထားတဲ့ကောင်းလေးကိုနှိပ်လိုက်ဒါပြီးရင်ကျွန်တော်တို့ထည့်ထားတဲ့ SD card ကိုနှိပ်လိုက်ပါမယ်ပြီးသွားရင် downer ကပြထားတဲ့ကောင်းလေးကိုပဲစနစ်လိုက်ဒီမှာ storage settings ဆိုတဲ့ကောင်းလေးရှိပါတယ်အကောင်းလေးကိုနှိပ်လိုက်ပါ Okay ဒီနေရာရောက်လာပြီဆိုလို့ရှိရင်တော့ SD card ကို format ချရမှာဖြစ်ပါတယ်ကိုလူတီထားရမှာ format ချလိုက်ပြီဆိုတာနဲ့ကိုလူရဲ့ SD card မှာပုံနေ video တွေရှိရင်အကုန်ပြစ်သွားမှာဖြစ်ပါတယ်ဒီတော့ data တွေရှိရဆိုလို့ရှိရင်အရင်ရွှေပြီးတင်ထားတာမျိုးလုပ်ပါတော့ Okay ပြီးရင်အောက်က format internet ဆိုတဲ့ကောင်းလေးကိုနှိပ်လိုက်ပါဒီလိုလေးပေါ်လာရင် format SD card ကိုဆက်နေ ်မယ်ဒါဆိုရင်တော့ SD card ကို format ချနေပါပြီတမိနစ်လောက်တော့ကြာပါရယ်ခင်ဗျာ okay ဒီလိုပေါ်လာပြီဆိုလို့ရှင်ကိုသူအနေနဲ့ရွေးချယ်စရာနှစ်ခုရှိပါတယ်ကိုသူတို့ဖုန်းရဲ့ network internet store တွေမှာတုံးထားပြီးသား data တွေကိုရောအခု SD card ပေါ်မှာရွှေ့ထားမလားဒါမှမဟုတ်အခုမှထည့်မယ် app data တွေကိုပဲ SD card ပေါ်မှာထားမလားပေါ့နော်ရွှေ့မယ်ဆိုလို့ရှင်တော့မူကွန်းတိုင်ကိုနှိပ်မယ်မရွှေ့ဘူးဆိုလို့ရှင်တော့ဒီဘက်ကကောင်းလေးကိုပဲနှိပ်လိုက်ပါခင်ဗျာကျွန်တော်ကတော့ကြာမှာဆိုလို့ data ကိုပဲရွေးပြလိုက်ပါမယ် okay ဒါဆိုရင်တော့လောက်ဆောင်ရမယ့်အဆင့်တွေအားလုံးပြီးသွားပြီဖြစ်ပါတယ်ဖုန်းစစ်တင်တဲ့က story tale ကိုတစ်ချက်သွားကြည့်ကြည့်ပါမယ်ဒီမှာဆိုလို့ရှင်ကိုသူတွေ့ရတဲ့အတိုင်းပဲအစားပြေကန်နေဖြစ်နေတဲ့ကောင်းလေးကအခု 31GB ီတော့ allergy ဖြစ်သွားပါပြီ SD card ကနေ internet storage ဖြစ်သွားတာပဲဖြစ်ပါတယ်အကယ်၍ကိုယ့်လူအနေနဲ့ SD card ကိုထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ထည့်ထားတဲ့ app တွေကပျောက်သွားမှာဖြစ်ပြီးပြန်ထည့်လိုက်မှာ app တွေပြန်ပေါ်လာမှာပဲဖြစ်ပါတယ်ဒါကြောင့် SD card ကိုအမြဲတမ်းထည့်ထားပေးဖို့တော့လိုအပ်မှာပဲဖြစ်ပါတယ်ခင်ဗျာအဒီလောက်ဆိုလို့ရှိရင်အလုံးလုံးကိုကိုယ့်လူအနေနဲ့လည်းနားလည်လောက်ပြီးထင်ပါတယ်သိချင်တာရှိသေးရင်လည်း comment မှာမေးသွားလို့ရပါတယ်ခင်ဗျာဒီနေ့ video လေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ပြောပြပေးခဲ့တဲ့နီလန်းလေးက story နဲ့ပြီး app တွေကိုစိတ်ထက်မြတ်ဖြစ်နေတဲ့ကိုယ့်လူတွေအတွက်အသုံးဝင်မှုမျှော်လင့်မိပါတယ်နောက်လည်းကျွန်တော်ရဲ့ channel လေးမှာဒီလိုဖုန်းနဲ့ပတ်သက်ပြီးနီလန်းတွေ gamer တွေအတွက်အသုံးဝင်မဲ့ app တွေအကြောင်းကိုအမြဲတမ်းတင်ဆက်ပေးသွား ောင်းမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ video လေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမှာခင်ဗျ။